သူတို့တရားဝင်စာချုပ်စာရန်ရုံမှာတော့မချုပ်ရသေးဘူးသူတို့လည်းအတိမပေးထားသေးဘူးဒါပေမဲ့ကိုရီလင်မယားမှာတော့စိတ်ထဲမှာတော့တွေးထားပြီးတော့မှလိုစားဖြစ်ထားရတယ်ရှိပါတယ်အခုမြို့သူစီမှာအလုံးလောက်တာအလွန်ဆုံးကြာမှနှစ်နှစ် နှစ်နှစ်တောင်မပြည့်သေးဘူးဆိုတော့လေဒီနှစ်နှစ်အတွင်းမှာလိမ်မာတဲ့ကလေးတွေပို့ပို့ပြီးလိမ်မာလာတဲ့ကလေးတွေရှိတယ်လို့မျိုးတချို့ကျတော့ကြာတော့ဇေယိုက်တွေပို့ပို့ပြီးတိလာရမျိုးလည်းရှိရပါတော့ဆိုတော့သူတို့ရဲ့ပုံစံပေါ်မှာမူတည်ပြီးတော့မြေတောင်မြောက်ပေးလို့ရမယ်ဆိုရင်လည်းမြောက်ပေးမယ်မင်းတို့က program family လာဖြစ်တဲ့အတွက်ကြောင့်မလို့ဟိုအဲ့လိုနွနွထွထွနေရတဲ့ခံစားချက်မျိုးမရခဲ့တဲ့ခါကြတော့လေ ကိုကိုရံဖန်လီးတဲ့အချိန်မျိုးမှာအဲ့လိုနှွေးထွေးတဲ့ခံစားချက်မျိုးကိုလည်းသူများကိုပေးချင်တယ်အဲ့လိုပေးလိုက်တဲ့အတွက်ကြောင့်မလို့လေတချို့စီကနေပြန်ရတာလေးရှိရဲ့အချို့ကြောင့်လည်းကိုဘက်ကပဲအပေးပဲရှိလိုက်တာပြန်မလာရင်လည်းရှိရဲ့ပြီးတော့ဘယ်လုံလေးပဲလို့လို့မြို့တော်အားနေချက်တွေများရဲ့သူမို့လို့သူများထပ်ပို့ပြီးတော့စူးစမ်းရတာပါအဲ့တော့ပို့စူးစမ်းရတဲ့အတွက်ကြောင့်မလို့ဒါသူများနဲ့ဒန်းလူပေါ့နော်အဲ့လိုလေးတွေအကောင့်ထဲပေါ်ခွင့်ရနေရပါအများကြီးထပ်ပြီးစူးစမ်းရပါအောင်ရှင်ဟုတ်ပါဘူးဒီကိစ္စတော့ဆက်ပြီးဒီကိစ္စတော့ဝါကြီးရတော့ဒီဒီတို့တို့နဲ့မလာတဲ့ဘဝတိုင်းရဝစီကံတော့ရဲ့ဒီက ပါရှင်ကျေးဇူးပါအဲ့ဒီတန်ကြာတမ်းပါလေ။ဟုတ်။ဟိုမြန်သူတို့နေထိုင်မှုပုံစံတစ်ခုကိုပေါ့နော်။အဲဖန်လေးပြထားတာတိဆောက်ပြထားဆိုရင်အချိန်ကာလတစ်ခုကြာတဲ့အခါကျရင်အဲ့ဒါတွေကမျက်နှာဖုံးဆိုတာကွာကြတာပဲလေ။အဲပြီးတော့ကိုကိုတိုင်းကလည်းအဲ့လိုကြီးမနေတတ်တာပေါ့နော်။မြန်သူကဘဝထဲမှာတည်ုံမဆောင်တတ်ဘူး။ဇလန်ထဲမှာပဲတည်ုံဆောင်တတ်တယ်။အဲ့လိုဆိုတဲ့အခါကျတော့ကိုယ့်ရဲ့ပုံစံဘလို့ကိုဝင်လင်းပြောစရာရှိပြောရဲဆူစရာရှိဆူရဲလို့ပေးစရာရှိလို့ပေးလိုက်တယ်။သူတို့ကနင်တို့ငါမေတ္တာမရှိဘူးစေနာကိုမရှိဘူးလို့ဒါပါဇက်ကပြောနေတာကိုကအမြင်နဲ့အကုန်လိုက်တွေးပြီး းနေရတယ်။ဒါမျိုးတွေကကြတော့လေလေ။ဒါလည်းတဦးမြစ်တာတဦးမှာပေါ့နော်။လူပေါင်းသိမ်းပေါင်းတမ်းပေါင်းများစွာရှိရတဲ့အနေမှာတွေ့ကြဆုံရဆိုတော့လေဘလို့ပဲဖြစ်ဖြစ်အာသူတို့လည်းမိသားစုနဲ့ခွဲပြီးအလုပ်လာလုပ်ရတယ်။တချို့ကြတော့လည်းမနဲ့သွားညပြန်နေရှိတယ်။အဲဒီလုပ်ငန်းခွင်တစ်ခုထဲမှာအတူတူစူးစမ်းပြီးတော့အတူတူအောင်မြင်သွားခြင်းနဲ့ပိုင်ရှင်မဲ့အောင်မြင်တာမျိုးမျိုးသူမဖြစ်ခြင်းဘူးပေါ့နော်။ရှိနေတဲ့ကလေးကအစသူတို့ရဲ့ဘဝတွေမှာတိုးတက်ရတိုးတက်ကြောင်းလည်းဖြစ်စေခြင်းနဲ့အဲ့အတွက်ကြောင့်မလို့လေဒါအမွေစားမွေခံအနေနဲ့စာချုပ်တွေနဲ့လုပ်ဖို့တွေရွေချက်ထားရဆိုတာအဓိကသူတို့ရဲ့ ဘဝအတွက်ပေါ့နော်အဲ့တော့ကိုတေမရမယ်အမွေမျိုးဆိုရင်တော့တေချာချင်မှတေချာမှာလေကိုမတေခင်နေကသူတို့ရဲ့စူးစမ်းမှုပေါ်မူတည်ပြီးတော့မှမြေတူကအထိုက်တန်တဲ့အရာလေးလုတ်ပေးမယ်ဆိုရွေချက်ထားထားတဲ့ခါကျတော့ကိုကစိတ်ထင်မှာမေတ္တာအပြည့်ပေးထားတဲ့ခါကျတော့အဲ့ဒီပုံစံလေးပေါ်သွားတဲ့ချင်ပါလေဟုတ်ဝန်တန်းလေးကအမွေသားအမွေခံပေးရတာအဲ့ဒါလေး ာဟိုအဲ့ဒါကြတော့လေဘယ်လိုလဲဆိုတော့မြို့သူတို့ဟိုထားပါလုပ်ငန်းတစ်ခုမှာယာရူကြီးပွားပြီးညစ်တေးကြာကြီးဖြစ်သွားပြီဆိုတဲ့ခါကြလို့ရှိရင်တချို့လုပ်ငန်းတွေမှာအဲဟိုအဘဝအာမခံချက်တွေရှိရှိတယ်ဒါပေမဲ့အရန်ရှားရပေါ့နော်မြို့သူကတော့မြို့သူလုပ်ငန်းလေးကတည်တည်လေးပါပဲဒါပေမဲ့အဲ့တည်တည်လေးမှာလုပ်ရင်းနဲ့အတူတူလက်တွဲလုပ်ကင်လာရင်းနဲ့ညစ်တေးကြာလာပြီဆိုတဲ့ခါကြလို့ရှိရင်သူတို့ဘဝအတွက်ကိုဒီကြမှာအိမ်အောင်မပြူအောင်လို့လည်းမပြောဘူးအိမ်အောင်ပြူချင်လားအိမ်အောင်ပြူလို့ရတယ်သူတို့ကိုပိုင်းဘာတစ်ခုလုပ်ချင်လဲ အဓိကကိုသားသမီးဖြစ်သွားပြီဆိုလို့ရှိရင်မိဘရဲ့အလုပ်ကိုဆက်လုပ်ခြင်းလဲပံ့ပိုးပေးမှာပဲဒါမှမဟုတ်သူတို့တခြားအလုပ်တစ်ခုလုပ်ခြင်းနေဆိုရင်လဲပံ့ပိုးပေးမှာပဲဒါပေမဲ့ကိုသားသမီးဖြစ်ဖို့တော့လိုတယ်ပေါ့နော်ဆိုတော့ဝန်ထမ်းကနေပြီးတော့သားသမီးဖြစ်အောင်တော့ကိုပေးတဲ့မြစ်တာပေါ်မှာတံမိုးထားတတ်မယ်ဆိုရင်သူတို့ဖြစ်လာမှာပေါ့ဟုတ်အဲ့အစီအစဉ်ပလန်လေးရကြတော့ဒါဘယ်နှစ်ယောက်နဲ့ဒါအကောင့်ဖြစ်ဖို့ဘာလဲအဲရောက်လာတဲ့မြအကုန်လုံးကတော့ကိုကတော့ဒီစိတ်ပဲထားရပဲဒါပေမဲ့ဒီထဲမှာမဘသူကဘလောက်ဟိုဘယ်လိုပြောမလဲကိုနဲ့အဲ ကိုစီကံကိုလိုက်နိုင်လဲကိုရဲ့မြေတားကိုပို့ပြနားလဲလဲတချို့ကတန်မိုးတိမှတန်မိုးရှိရဆိုဇကာအတိုင်းပဲသူဘလောက်ပဲလှုပ်ပေးလှုပ်ပေးအသက်တွေကဲခဲ့ဘူးတယ်ဒါပေမဲ့လဲတန်မိုးမထားဘူးပဲ အဲအဲ့လိုဂရုံးကြိုက်တွေလုပ်တယ်အချင်းချင်းမှာနေရာရချင်းတဲ့စိတ်တွေနဲ့သူများကိုအဲ့လိုပတ်ထုတ်ချင်တဲ့ဟာမျိုးကြီးရှိရဲ့ဒါမျိုးကြီးကြတော့လည်းမျိုးတော့မထိုက်တန်တော့ဆွန့်လွတ်လိုက်တယ်အဲ့တော့ကိုကိုစီရောက်လာချိန်မှာတော့ကိုကတော့အားလုံးတော့အဖြူရောင်လေးပဲပေါ့နော်ဒါပေမဲ့သူတို့အစီမှာပါလာတဲ့အယောင်လေးတွေကြောင့်မလို့ဒီမှာဆွန့်ထည့်ရမယ်ဆိုရင် တခြားကလေးတွေကိုပါထပ်ပြီးတော့အဆွန့်ထည့်မခံနိုင်တဲ့ခါကျတော့လွတ်တွဲဖြုတ်ချလိုက်တာမျိုးကြီးလည်းရှိရပါတော့နော်โอเคဟိုတော့ငါမပေါဘူးလေးလေးခါ คุณอ่ะปั่นหน้านี่ดูเอ๊ะเจ๊ไหนคุณอ่ะปั่นหน้านี่คุณอ่ะดาเล่คุณอ่ะเอ๊ะมองจี้อยู่นี่มาเลยจี้อยู่คุณอ่ะมาเลยจี้มาแล้วล่ะသူတို့တရားဝင်စာချုပ်ဆိုင်ရာယုံမှာတော့မချုပ်ရသေးဘူးသူတို့လည်းအတိမပေးထားသေးဘူးဒါပေမဲ့ကိုရီလင်မယားမှာတော့စိတ်ထဲမှာတော့တွေးထားပြီးတော့မှဥစ္စာဖြစ်ထားရဲ့ရှိပါတယ်ဟုတ်ဆောတော့တာသမီးတွေဟုတ်တယ်အခုမြို့သူစီမှာ အလုပ်လုပ်တာ အလွန်ဆုံးကြာမှနှစ်နှစ် နှစ်နှစ်တောင်မပြည့်သေးဘူးဆိုတော့လေဒီနှစ်နှစ်အတွင်းမှာလိမ်မာတဲ့ကလေးတွေပို့ပို့ပြီးလိမ်မာလာတဲ့ကလေးတွေရှိတယ်လို့မျိုးတချို့ကျတော့ကြာတော့ဇေယိုက်တွေပို့ပို့ပြီးတိလာရမျိုးလည်းရှိရပါတော့เนาะဆိုတော့သူတို့ရဲ့ပုံစံပေါ်မှာမူတည်ပြီးတော့မြေတောင်မြောက်ပေးလို့ရမယ်ဆိုရင်လည်းမြောက်ပေးမယ်အဲဒါမှမဟုတ်ဘူးဆွဲခေါ်လို့မရအောင်ဆိုရင်လည်းလွတ်ချရမယ်ပေါ့เนาะအဲ့လိုမျိုးလေးပေါ့အဓိကအကျင့်စာရိတ္တပေါ့မြေသူအများနဲ့မသူစီအလုပ်လာ လာရှောင်ရင်ပြောတဲ့စကားတစ်ခုပဲရှိရဲ။ဘာလဲဆိုရင်ယူသားပြီးစူးစားပြီးယူသားရယ်ဆိုလို့ရှိရင်ရောသူယူသားရယ်သူဒီဟာမှားသွားရင်တော့ယူသားရယ်သားနဲ့သူဒါမတော်စားဖြစ်သွားဆိုပြီးတော့မင်းတို့ကဒါဖြည့်တွေးပြီးလို့ရတယ်။စူးစားရယ်သူကစူးစားနေရသားနဲ့သူမဖြစ်သေးတာ။သူကစူးစားခြင်းစိတ်ရှိရယ်ဆိုတာမျိုးအဲ့လိုကြလို့ရှိရင်မင်းတို့ကယူသားမှုနဲ့စူးစားမှုတာရှိနေမင်းတို့ကြံတာအကုန်သင်ပေးလို့ရတယ်။အချို့ကျတော့အဲယူသားရယ်ဒါပေမဲ့မစူးစားဘူး။ ယူသားနေုံနဲ့ဘာမှဖြစ်မလာဘူးစူးစမ်းမှရမယ်ကျိုးကတော့စူးစမ်းပါတယ်ဒါပေမဲ့မယူသားနေဘူးဆိုရင်လည်းအဆင်မပြေဘူးကနော်အဲ့တော့အဲ့နှစ်ခုစီချက်ညီပြီးတော့မှရှိလာတဲ့ကလေးတွေလည်းတွေ့ပါတယ်အဲ့တော့အဲ့လိုကလေးတွေတွေ့ကြတော့လည်းကုတောင်ဝင်ပေါ့နော်အဲမြို့သူအနေနဲ့ကတော့သွေးသားတော်ဆမ်းမအဲဆွေမျိုးလို့ဟိုတတ်မှတ်တာထက်ကိုမြစ်တာတွေနီးရင်လဲသွေးချင်းနီးတယ်လို့မြို့သူကတော့ခံစားရရတယ်။ဘာလို့လဲဆိုတော့ကို့အရင်ကဖြစ်ပြီးမွေးထားတဲ့သားသမီးတော်မှာ ကိုယ်စိတ်တိုင်းညာဖြစ်ချင်မှဖြစ်မှာအဲ့တော့သူများသားသမီးဆိုတော့လေကိုယ်စိတ်တိုင်းညာဖြစ်ချင်မှဖြစ်မှာပဲဒါပေမဲ့လည်းတခါတလေကြားလို့ရှိရင်ဆွေမျိုးထက်သဇင်းရောင်ပိုကောင်းတာမျိုးလည်းရှိတတ်တယ်ပေါ့နော်ဆိုတော့ဒါကတော့ဟိုလောကသဘာဝတွေဖြစ်နေတဲ့အတွက်ကြောင့်အရာရာမှချိန်ညှိပြီးတော့မြေသူတို့ကလုံမှာပေါ့နော်အဲနောက်တစ်ခုကကြတော့မြေသူဒီစိတ်ဖြစ်တယ်အကိုကိုမြေသူခွင့်တောင်းတယ်အကွက်အစ်စီပဲ စိတ်တူကိုယ်တူလေးရှိတဲ့အခါကျမျိုးသူကပို့ပြီးတော့ပေါ့နော်သူလှုပ်ပေးချင်တာမှန်သမျှဟိုတမီးတွေကိုပို့ပြီးလှုပ်ပေးဖြစ်တာပေါ့နော်အဲတားတွေကတော့မျိုးသူကနည်းနည်းခက်ကင်းကင်းနေပါတယ်ဘာလို့လဲဆိုတော့ကိုအမျိုးသမီးလည်းဖြစ်တယ်အာအိမ်အောင်တယ်လည်းဖြစ်တဲ့အခါမျိုးကြတော့သူ့ဘာသူဘလောက်ငင်ငယ်ကိုရဲ့အလို့သမားဘလို့ပဲဖြစ်ဖြစ်လက်ဘုံတနီမနေတဲ့လိုမျိုးမျိုးသူအဲ့လိုတိတ်ပြီးမပြောဖြစ်ဘူးပေါ့နော်အဲ့တော့မင်းကလေးတွေတမီးတွေကတော့ကိုကတော့ပို့ပြီးတော့ကိုနဲ့အဆင်ပြေရပါတော့ဟုတ်